မင်းင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်စီမီကုံမြို့ဈေးအုံမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလက်ပစ်ဗုံးနဲ့ပြည်သွင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 1ရက်နေ့မနက်7:00နာရီကမှမြင်းညာမြို့နယ်စီမီကုံမြို့မှာရှိတဲ့စေယုံအတွင်းအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမြင်းညာ Black Tiger MPD တပ်ဖွဲ့ကရဲဘော်များကလက်ပစ်ဗုံးနဲ့ အနိကတ်တွားရောက်ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား၃ဦးတိုက်ဆုံသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတချို့လည်းရှိခဲ့တယ်လို့သိရပါတယ် MPD တပ်ဖွဲ့ဝင်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ဆုံမှုကရှိနိုင်သေးတယ်ဗျဘာလို့လဲဆိုတော့အလဲတဲ့တဲ့ကြတာဘိုးတကောင်ထိတယ်လို့တော့ကြားထားတယ်အတွင်းထဲမှာဆိုတော့တရင်ကဆက်ပြီးတော့စုံစမ်းလို့မရလို့အဲဒါကြောင့်မထုတ်ပြန်တော့တာလို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင် ဘုံမိုက်ခဲကသတင်းပေးဖို့ပြောကြားထားပါတယ်ပြည်သူများအနေနဲ့ငလျင်တန်းခန်းစားနေရတာကိုသိရှိနားလည်ကြောင်းမြန်မာနိုင်ငံမှာအဆိုးဝါးဆုံးအချိန်ကာလကိုကြော်ဖြတ်နေရခြင်းဖြစ်ပြီးတော့ပြည်သူများအနေနဲ့ဇွဲမလျှော့ဘဲနဲ့အားတင်းကစူးစမ်းပြီးတော့စိတ်ကောင်းစီကိုအမြင့်ဖြတ်နိုင်မှသာအခုကြုံတွေ့နေရတဲ့ဒုက္ခမျိုးစုံကနေပြီးတော့လွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက်စိတ်ကောင်းစီတပ်သားများအနည်းကိုတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်ဘုံမိုက်ခဲကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ငလျင်ဘေးကြောင့်လူပေါင်းများစွာတေချေပြက်စီးခဲ့တဲ့မြန်မာနိုင်ငံကိုအကူအညီပေးဖို့ရောက်ရှိနေတဲ့နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ American Agency USAID ကဝန်ထမ်း၃ဦးကို ထရမ့်အစိုးရကဘလောက်ကနေထုတ်ပယ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဝန်ထမ်းတွေဟာငလျင်တန်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလိုအပ်ချက်တွေကိုလေ့လာဖို့အတွက်မြန်မာနိုင်ငံကိုရောက်ရှိနေခဲ့တာလို့ USAID ရဲ့အကြီးတန်းအရာရှိဟောင်းမာစီယာဝမ်က Rider သတင်းဌာနကိုပြောကြားထားပါတယ်။သူတို့၃ဦးဟာငလျင်ကယ်ဆယ်ရေးအတွက်မန္တလေးမြို့ကိုရောက်ရှိနေတဲ့အချိန်မှာ အလုတ်ထုတ်တဲ့စာကိုလက်ခံရရှိခဲ့တာဖြစ်တယ်လို့ Rider ကဖော်ပြထားပါတယ်။ US8 ဝန်ထမ်း၃ဦးတည်းကတဦးက Washington DC မြို့တော်ကနေထွက်ခွာလာတာဖြစ်ပြီးတော့ကျန်တဲ့၂ဦးကတော့ Manila နဲ့ Bangkok မြို့ကထွက်ခွာလာကြတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။သူတို့၃ဦးဟာငလျင်တန်ခံရတဲ့ဒေသတွေမှာစ조사အလုတ်လုတ်ကိုင်းနေကြပြီးတော့ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ဒေသခံတွေနဲ့မန္တလေးမြို့ကလမ်းမတွေပေါ်မှာအိတ်ဆက်ပြီးတော့အလုတ်လုတ်ကိုင်းနေကြတဲ့သူတွေဖြစ်တယ်လို့လဲ USA ရဲ့အကြီးတန်းအရာရှိဟောင်း Marcia Wong ကပြောပြထားပါတယ်။ အမေရိကန်အစိုးရဟာမြန်မာငွေလျင်ဘေးအတွက်အမေရိကန်ဒေါ်လာကိုးတန်းနေပါထောက်ပံ့မယ်လို့ကြေညာထားတော်လဲလက်ရှိ Trump အစိုးရရဲ့မူဝါဒတွေကြောင့်မြန်မာငွေလျင်ဘေးကိုအမေရိကန်အစိုးရအနေနဲ့ပြေပြေဝဝကူညီပေးနေတာမျိုးမရှိဘူးလို့ USA ရဲ့အခြေအကဲတွေအပါအဝင် အမေရိကန်အဖွဲ့အစည်း၃ခုကဝေဖန်ထားပါတယ်ဒီဝေဖန်ချက်တွေနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီး Mike Rubio ညင်းပယ်ခဲ့ပြီးတဲ့နောက်မှာငလျင်စုံတဲကိုရောက်ရှိနေတဲ့ US8 ကဝန်ထမ်းတွေအလုတ်ထုတ်ခံရတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ဖြားပြင်းတဲ့ငလျင်ကြီးရဲ့ဒဏ်ကြောင့်တမျိုးလုံးနှီးပါပျက်စီးသွားခဲ့ရတဲ့မန္တလေးမြို့မှာစစ်ကောင်စီရဲ့လေပိုင်းတိုင်းစစ်ဌာနချုပ်လဘခအခြေဆိုင်ရာနန်းတွင်းကမြို့ရိုးတွေကိုစစ်ရန်တရားတွေတုံးပြီးတော့စစ်ကောင်စီကပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်မန္တလေးနမ်းမြို့ရုံး၄ဘက်၄တန်းပြိုကျပျက်စီးသွားတယ်လို့သိရပါဗျ။ပြိုကျပျက်စီးသွားတဲ့အပျက်အစီးတွေကိုကရိန်းတွေကိုတုံးပြီးတော့ရှင်းလင်းနေတယ်လို့မြို့ရိုးကလည်းပြန်လည်ပြီးတော့ပြင်ဆင်နေတယ်လို့မြို့ကန်နေစီကသိရပါဗါတောင်ပတ်ချမ်းလမ်း80တဝိုက်ကနယံတွေကိုအုပ်အသက်တွေနဲ့ပြန်ဆောင်နေတာလို့အေဘီလာ6ရက်နေ့မနက်ပိုင်းမှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကိုမန္တလေးမြို့ကန်အမျိုးသမီးတူကပြောပြထားပါဗါမြို့ရိုးပြိုကျတာကိုလူဝင်အားတုံးပြီးတော့ဆက်ရန်နေရာတွေနဲ့အလင်းအမြန်ပြန်လည်တည်ဆောက်နေတာကိုတွေ့ခဲ့ရတယ်လို့မြို့ကန်တချို့ကသတင်းပေးဖို့ပြောကြားထားပ ါပါတယ်အခုလိုမျိုးမြို့ရိုးကိုအာသွန်ခွန်ဆိုင်ပြင်ဆင်နေတဲ့အချိန်မှာအများပြည်သူတွေနေထိုင်ရာမန္တလေးမြို့မှာတော့ရှင်းလင်းရေးမလုပ်နိုင်သေးတဲ့ပြိုကျပျက်စီးနေတဲ့လူနေတိုက်တာအဆောက်အဦတွေများစွာရှိနေဆဲဖြစ်တယ်လို့သိရပါတယ်ပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေအောက်မှာ ိတ်မိပြီးတော့တေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတဲထုတ်ဖို့စက်ရန်နေရာတွေလိုအပ်နေတဲ့အချိန်လေးဖြစ်ပါတယ်အပုတ်နဲ့နေထွက်နေတဲ့နေရာတွေကိုရှင်းလင်းရေးလုပ်ရမှာလို့မန္တလေးမြို့ကတူကပြောပြထားပါတယ်ငလျင်ကြီးရဲ့ဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့မှာရှာဖွေကဲဆဲရေးတွေကိုစစ်ကောင်စီကထိထိရောက်ရောက်လုတ်ကိုင်းနိုင်စွမ်းမရှိဘူးလို့ငလျင်အစောပိုင်းရက်တွေကတည်းကမြို့ကန်တွေကပြောပြထားပါတယ်စစ်ကောင်စီတပ်ရဲ့တပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်တွေဟာရှာဖွေကဲဆဲရေးထဲဖျားစေတီထိခိုက်ပျက်စီးမှုတွေကိုသာဦးစားပေးပြီးတော့ရှင်းလင်းနေတယ်လို့မန္တလေးမြို့ကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ငလျင်လောက်ခတ်မှုအပြီးမှာဖြစ်ပေါ်လာတဲ့ကယန်နီပြည်နယ်ဒီမော့ဆိုမြို့အနောက်ဘက်ချမ်းမှာရှိတဲ့တွင်းနယ်ကြီးဟာဆက်လက်ပြီးတော့ပြိုကျနေဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းမြို့နယ်ကိုဗဟိုပြုပြီးတော့အင်အားပြင်းတဲ့ငလျင်လောက်ခတ်မှုအပြီးတရက်အကြာမှာမက်လာ29ရက်နေ့မှာအသေးစားမြေကြီးအကွဲမှုကအဆပြုပြီးတော့အေဘီလာတရက်နေ့မှာတွင်းနယ်ကြီးဖြစ်ပေါ်လာခဲ့တယ်လို့အသိပေးထားပါဗျ။တဲတောင်လိုပုံစံမျိုးဆိုတော့တွင်းရဲ့အတွင်းတွေကပတ်ပတ်လေကတဲတွေတော်တော်လေးကိုကျနေတာ အပေါ်ဘေးပတ်ပတ်လဲမှာလဲနည်းနည်းစီကြနေတယ်အလဲကအခြေကတော့တော်တော်လေးကိုတည်တာတယ်လို့ဒီမော့ဆုံမြို့နယ်အနောက်ဘက်ချမ်းဒေသခံကရှင်းပြထားပါတယ်အနက်နဲ့အခြေပေတရာကျော်တွင်းနဲ့ဟာဒေသခံများရဲ့နေအိမ်များနဲ့ပေ2200ခန့်အကွာအဝေးမှာရှိနေတယ်လို့သိရပါတယ်လူနေအိမ်အများစုနဲ့တော့မီတာ900ကျော်လောက်တော့ဝင်းနေသေးတယ်နေတိုင်းတော့စောင့်ကြည့်နေကြတာပဲသက်ဆိုင်တဲ့သူတွေကတော့အနီးတစ်ဝိုက်ကိုမသွားဖို့အတွက်သတိပေးထားပါတယ်ခက်ခွာခွာကနေပြီးတော့သွားကြည့်ရတာပေါ့လို့ဒေသခံရဲဘော်တို့ကပြောပြထားပါတယ်အခုလိုမျိုးတဘာဝအလျောက်ဖြစ်ပေါ်လာတဲ့တွင်းမျိုးဟာ ဒီမော့ဆိုမျိုးနဲ့ဖရူဆိုမျိုးနဲ့တို့မှာမကြာခဏဖြစ်လေရှိတော့လေအခုထွက်ပေါ်လာတဲ့တွင်းဟာမြေကလင်ကြောင့်ဖြစ်တယ်လို့ယူဆရပြီးတော့ပုံမကြီးမားကြောင်းကိုလည်းကရင်နေပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီရဲ့တွဲဖက်အတွင်းမှုဖြစ်သူဦးမညာကသတင်းပေးဖို့ပြောကြားထားပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စိန်ခေါမြေမြန်းနဲ့ပြင်အောက်ကကြောက်လွားတွေသို့မဟုတ်မြေလွားတွေပြိုကျပြီးတော့မြေပြင်ပေါ်မှာရုတ်တရက်ခြိုင်းခွက်ကြီးဖြစ်ချင်းအသေးစားဖြစ်လာခြင်းလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်ကနေတဆင့်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ရေးဘူးရွာကိုအကြမ်းဖက်စစ်တပ်နဲ့ PNA အဖွဲ့က drone လက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ရာ နေအိမ်နှလုံးပြန်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AB လ9ရက်နေ့မနက်6:00ခန်းကစတင်ပြီးတော့ညနေ9:00ခွဲအထိကိုညောင်ရွှေမြို့နယ်ရေဘူးရွာကိုအကြမ်းဖက်စစ်တပ်နဲ့၎င်းတွေဝဲလက်အောက်ခံ PNA ပြည်သူ့စစ်တပ်ဖွဲ့များကဒရုန်းလက်နက်ကြီးတွေနဲ့အလုံးရေ30ခန်းဘုံကျဲပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲပစ်ခတ်တိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်နှလုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အင်းလေးရဲ့တောင်ပတ်ချမ်းမှာရှိတဲ့ရေဘူးကြီးပါကိုအကြမ်းဖက်စစ်တပ်နဲ့သူတို့လက်အောက်ခံ PNA ပြည်သူ့စစ်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်ခတ် က်ခဲ့တာပါမနေ့ကတနေကုံ drone တွေရောလက်နက်ကြီးအလုံးကြီး30နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါရေဘူးကြီးရွာကနေအိမ်နှလုံးထိခိုက်ပြီးတော့မိလောင်ပြက်စီးသွားပါတယ်ပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့အေးလေးဒေတာလူခွင့်ရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာရှိတဲ့ကျေးရွာနှိမ်ရွာကိုအချက်မဲ့စစ်တပ်ကစစ်တပ်၄ထင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ6ရက်နေ့ညနေ6:00နာရီကမှဘုဒ္ဓလင်မြို့နယ်ကုတ်ကိုစုရွာနယ်အုတ်ချင်းရွာကိုအချက်မဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်၄ထင်းနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အုတ်ချင်းရွာမှာနေထိုင်တဲ့ ဦးအောင်စောမင်းပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့ပြည်သူနောက်လဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။နေအိမ်များပြက်စီးမှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။အုတ်ချင်းရွာဘက်ကိုကျဲတဲ့အချိန်မှာကြေးရွာနေပြည်သူဦးအောင်စောမင်းပွဲချင်းပြီးတည်ဆုံးသွားတယ်လို့သိရပါဗျ။ပြည်သူနောက်လဲထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောတယ်။နေအိမ်တွေပြက်စီးမှုရှိမှရှိကတော့မသိရသေးပါဘူး။ဘာတိုက်ပွဲမှလည်းမရှိပါဘူး။ဒီတိုင်းကိုတတ်တတ်မှလာကျဲချသွားတာလို့ဘုဒ္ဓလေးမြို့ တောင်ရစာပင်မတပိတ်စစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်အကြမ်းဖက်စစ်တပ်ဟာအေပီလ2ရက်နေ့ကနေ22ရက်နေ့အထိရန်နာဆယ်ကြအပြစ်ခတ်ရက်ကြောင်းကြေညာထားတော်လဲနိုင်ငံတော်မှာတော့လေကြောင်းတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ရေလက်ကျုံးဒေသမှာပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့ခြေရွာများကိုဇက်တိုက်မီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလမ်းအထက်လျှောက်လိုက်လံတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒိဆုံးမှုတွေများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့ကစတင်ပြီးတော့ရေစကြိုမြို့နယ်ရေလက်ကျုံးဒေသကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခြေရွာများကိုဇက်တိုက်စစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်က နေအိမ်များကိုလည်းဇက်တိုက်မိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မတ်လ၈ရက်နေ့မှာအဲ့ဒီစစ်ကြောင်းကိုရေစကြုံမြို့နယ်တာကောင်းရွာနဲ့မြောင်မြို့နယ်ပန်းညိုရွာကြားထဲမှာ တော်လိုင်းတပ်ဖွဲ့များကစတင်ပြီးတော့ဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မက်စလာ18ရက်နေ့မှာရေစကြုံမြို့နယ်မြေခဲတောင်ကြီးွာကနေထွက်လာတဲ့ရှင်မတောင်ပေါ်ကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရှေ့ဆက်တိုးနိုင်ခြင်းမရှိတော့ပဲရှင်မတောင်ပေါ်ကိုရိတ်ခါမပို့နိုင်မဲနဲ့စစ်ကြောင်းတစ်ခုလုံးပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။မက်စလာ24ရက်နေ့ညနေ4နာရီခန့်မှာလဲတော်လိုင်းတပ်ဖွဲ့များကရေစကြုံမြို့နယ်ကံဦးရွာမှာ ကင်းရှိချထားတဲ့အချက်ပဲစစ်ကောင်စီတပ်သားအင်အား40ခန့်ကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာအချက်ပဲစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးတော့ဒေါ်လာရေးရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။လောလောဆယ်စစ်ခွေးတွေရဲ့အသေးပြောက်ဇီးရင်ကိုတော့ကျွန်တော်တို့တွေစုံစမ်းနေပါတယ်။စစ်ခွေးတွေထိခိုက်ဒေဆုံးမှုရှိတာကတော့သိကြတယ်လို့ရေစကြိုတပ်ပေါင်းစုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော် ZPK ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရဲသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ